အမေရိကန်ကတော့အီရန်ကိုဝင်တိုက်ဖို့နောက်ဆုံးမိနစ်စက္ကန့်ချင်းကိုရောက်နေပြီပဲဖြစ်ပါတယ်။အီရန်ကိုတိုက်ခိုက်မဲ့ကနဝူးစီစဉ်ကိုဒေါ်နယ်ထရန့်ကအတည်ပြုလိုက်ပြီးသမရဟာဘဲအချိန်မှာစပြီးတော့လေတက်ကိုတုံးပြပြီးတိုက်ပါဆိုတဲ့အမိန့်ကိုလေတက်ကစောင့်နေပြီပဲဖြစ်ပါတယ်။ဒါကြောင့်နောက်ဆုံးမိနစ်လက်ကျန်အချိန်များလို့ပြောရတာပါ။သမ္မတထရန့်ဟာအီရန်ကိုတိုက်ခိုက်ဖို့အစီအစဉ်နဲ့တီးပြုတ်ထားပေမဲ့တိုက်ခိုက်ဖို့တော့နောက်ဆုံးဆုံးဖြတ်ချက်မရသေးဘူးလို့ CBS တင်ထန်တာကပြောပါတယ်။ အီရန်နဲ့နျူကလ িয়ার စီစဉ်ကိုဆွတ်လွတ်ဖို့သဘောတူမယ်ဆိုရင်တိုက်ခိုက်မှုတွေစတင်ဖို့ကိုဆိုင်းငံ့ထားမယ်လို့ထောက်လှမ်းရေးရာရှိတွေကဆိုပါတယ်။အီရန်မြောက်နျူကလ িয়ার ဆဲုံဖြစ်တဲ့ဗော်ရိုးကိုအမေရိကန်ကတိုက်ခိုက်ဖို့ထရန့်ကစဉ်းစားနေတယ်လို့သတင်းတွေထွက်နေပါတယ်။အမေရိကန်စစ်တပ်အနေနဲ့တမန်ထရန့်ပြည်နယ်ဘလူးမိတ်ကွန်မဆူအကောင့်ထဲဖော်ဖို့ပြင်ဆင်ထားကြောင်းအမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟာဆက်ကအထက်လွှတ်တော်ကော်မတီမှပြောပါတယ် USS Nimitz လေးနေသင်းမောဦးဆောင်တဲ့တိုက်ခိုက်ရေးဖွဲ့ဟာပင်လယ်ဘွေးမှာရှိတဲ့ USS Carbinzer ဦးဆောင်တဲ့တခြားတိုက်ခိုက်ရေးအုပ်စုနဲ့တူအရှိလက်ပိုင်းကိုစစ်ရင်အားဖြည့်တင်နေပါတယ် Afghanistan နဲ့ F35 တဲ့လေယာဉ်တွေဟာလည်းလောင်စာဖြည့်လေယာဉ်တွေနဲ့တူဥရောပကနေအရှေ့လက်ပိုင်းကိုပြန်တန်းနေပြီဖြစ်ပါလေ။ American အနေနဲ့စိတ်ရှိတိုက်ခတ်မှုကုံဆုံးသွားပြီလို့တမန်ထရန့်ကပြောထားပြီး Iran အနေနဲ့ချွင်းချက်မရှိလက်လက်ချရမယ်လို့ဆိုနေပါတယ်။ အစ္စရေးကတော့အီရန်နျူကလ িয়ার စစ်အုပ်အနေနဲ့ပယ်ထိန်တုံးကြည့်နေရတွေကိုခြေမုံဖို့ခြေကြလန်းတိုးလာနေပြီလို့ပြောပါတယ်။တီဟီရန်ရဲ့ကောင်းကင်ကိုစုမထားပြီးနျူကလ িয়ার နေရာတွေဒုံးကြည့်တဲ့စစ်ဌာနချုပ်တွေနဲ့အာနာရှင်ရဲ့သင်္ကေတမှန်သမျှတိုက်ခိုက်နေတယ်ပြောပါတယ်။အမေရိကန်ရဲ့စစ်ဘက်ရေးကဝင်ရောက်စစ်ဖက်မှုမှန်သမျှဟာတံပိုးကြီးကြီးပေးဆက်ရမှာဖြစ်ပြီးအီရန်အနေနဲ့ဘဒော့မှလက်လက်မချဘူးလို့ခါမီနီကဆိုပါတယ်။ထရန်ကတော့ကံကောင်းပါစေလို့ဆိုထားပေမဲ့သူ့အစီအစဉ်တွေကိုတော့ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ ဒါပေမဲ့ Iran ဘာသာရေးကောင်းဆောင်ကမ္ပဏီကတော့ပယ်ချထားပြီး PR ပေးမှုအောက်မှာဘယ်တော့မှဆွေးနွေးမှာမဟုတ်ဘူးလို့ဆိုပါတယ်။ Aradolar Ali Khamenei ဟာတောက်ကြနေကစားခဲ့တဲ့စစ်ပွဲပေါ်ပထမဆုံးတုံ့ပြန်ချက်ဖြစ် Israel ဟာအမှားကြီးတစ်ခုပြုခဲ့တယ်လို့ပြောပါတယ်။ American စတဲ့ဝင်လာမယ်ဆိုဘယ်တော့ခါမှပြင်မရနိုင်မယ်ဆုံးရှုံးမှုနဲ့ကြုံရမယ်ဆိုတာ American တွေသိသင့်ပါတယ်လို့အစိုးရတီမီမှသတင်းဖော်ပြသူတို့ကဖတ်ပြတဲ့ထုတ်ပြန်ချက်မှာဆိုပါတယ် အီရန်သာစစ်ဖြစ်လာပါကအရှိလေပိုင်းအမေရိကန်စစ်ချစ်တဲ့စခန်းလေးကိုဒုံးကြီးနဲ့တိုက်ခိုက်ဖို့ပြင်ဆင်နေကြောင်းနယူးယောက်တိုင်းသတင်းစာကဖော်ပြပါတယ်အချိန်နှဲငယ်ကြာမှာထရန့်ကအီရန်ရာရှိတဲ့ကိုယ်တိုင်အဆက်အသွယ်ပြုလုပ်ပြီးတွေ့ဆုံလို့ကြောင်းအင်ဖြူတော်ကိုလာရောက်လို့ကြောင်းပြောပါတယ်အင်ဖြူတော်သတင်းတော်များထံပြောရမှာထရန့်ကခုလိုအချိန်မှာပြန်စကားပြောဖို့ကအလွန်နောက်ကျနေပြီလို့ခံစားရပါတယ်ဒါပေမဲ့စစ်သေးဝင်ဖို့ဆုံးဖြတ်ချက်တော့မချရသေးဘူးလို့ဆိုပါတယ် ဝင်လဲရတယ်မဝင်လဲရတယ်ဆိုလိုချင်တာကငါပါလုံးမလဲဆိုတာဘယ်သူမှမသိနိုင်ဘူးလို့ထရန့်ကသတင်းတောက်တွေကိုပြောပါတယ်။ဂျားတွေကနာတာကတော့ရုရှားပဲဖြစ်ပါတယ်။ရုရှားဟာအမေရိကန်ဝင်ပါမောက်စိုးရင်နေပါတယ်။ဒီကလို့တော့အမေရိကန်ဝင်ပါမယ်ဆိုရင်အရှိလေပိုင်းမှာအင်အားကြီးဆုံးမဟာမိတ်ဖြစ်တဲ့အီရန်ကိုရုရှားကဆုံးရှုံးရဖို့နှီးကပ်နေပြီပဲဖြစ်ပါလိမ့်။အစ္စရေးကအီရန်နျူကလ িয়ার ဆေးရုံကိုဘုံကျတိုက်ခိုက်ပြီးတက်မှုတွေကို ်နှိမ့်နှင်းခဲ့ခြင်းမှာမော်စကိုထက်တယ်လော်မှာအချို့ကရုရှားအတွက်အခွင့်အရေးတစ်ခုဖြစ်ကနဦးကရှုမြင်ပါတယ်ရုရှားနဲ့အမေရိကန်ကြားပူတင်နဲ့ထန်ကြားထိပ်သီးဆွေးနွေးပွဲကသာကမ္ဘာကြီးကိုကဆူကနေကာကွယ်နိုင်တယ်လို့ဩဇာကြီးရုရှားသတင်းကြီးကွန်စတန်တီမာလိုဗီအက်စ်ကပြောပါတယ်နျူကလ িয়ার ဆွေးနွေးပွဲတရားဖို့အတွက်အီရန်နဲ့ကာလာရှီချာစစ်ဆင်ရေးကိုတုံးပြီးအမေရိကန်ရဲ့ယူကရိန်းပေါ်ထောက်ခံမှုကိုရုပ်သိမ်းရေးဆောင်ရွက်တဲ့ကြောင့်သူကကြံပြုတ်ပါတယ် အဲ့ဒီနောက်ခံအခြေအနေကြောင့်ယူကရိန်းရဲ့တောင်းဆိုချက်ဟာရည်စရာကောင်းနေပါတယ်။အမေရိကန်ကယူကရိန်းကိုရုရှားစီထားခဲ့ဖို့အချိန်တက်ပြီလို့ရုရှားကပြောပါတယ်။ဒါအပြင်ရုရှားသမ္မတပူတင်ကအစ္စရေးဝန်ကြီးဘင်ဂျမင်နေတာညာဟုနဲ့သမ္မတထရန့်ဒန်ဖုန်းခေါ်ဆိုပြီးဒီအရေးမှာဂျောင်းဝင်ဖြစ်ဖြစ်သူဖြစ်ဆောင်ရွက်ပေးမယ်လို့ကန့်လန့်နေပါတယ်။ အစ္စရေးတိုက်ခိုက်မှုတွေဟာအီရန်မျိုးကြီးမျိုးငယ်တွေကိုပုံမနဲ့ရှိုင်းစွာချဲ့ထွင်လာပြီးစွန့်ရင်ထုတ်လို့ရင်းနဲ့ထုတ်လို့မဆိုင်အဆင်ုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့အတွက်အစ္စရေးတိုက်ခိုက်မှုဟာအီရန်မှာအစိုးရအပြောင်းအလဲဖြစ်စေနိုင်ပါလေအနောက်ဆန်ကျင်ရေးမဟာမိတ်ကိုဖန်တီးဖို့ရုရှားရဲ့ကြိုးပမ်းမှုမှာအရေးကြီးဆုံးမဟာမိတ်ဖြစ်တဲ့အီရန်ကိုဆုံးရှုံးရနိုင်ခြင်းရှိပါလေအခြေအနေအရရုရှားအတွက်အန္တရာယ်ရှိတဲ့ဥဒိယာကိုပြန်လည်ပြောင်းလဲလာတယ်လို့ရုရှားထောက်လှမ်းရေးဖွဲ့ကပြောပါတယ် အကြီးတဲ့ရုရှားတပ်နမနေနဲ့နေစတဲ့ပညာရှင်တို့ကညီလာခံမှာရုရှားတယောက်သူတွေဟာအီရန်ရဲ့အခြေအနေအကဲဆက်နေခြင်းကြောင့်အီရန်မိဘတွေရဲ့ပြောကြားချက်ကိုအနီးကပ်စောင့်ကြည့်နေရတယ်လို့ပြောပါတယ်။တခြားလေးလာသုံးသက်သူတွေကတော့အီရန်အစိုးရပြိုလဲသွားမှာကိုအစိုးရအင်ဆုံးကရုရှားပဲလို့ပြောပါတယ်။ရုရှားနဲ့အီရန်ဟာတကယ်တော့ကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်နေတာပဲဖြစ်ပါတယ်။နောက်ပြီးတော့ အီရန်ကလည်းရုရှားကိုသူတို့ရဲ့နာမည်ကျော်ဆာဟတ်ဒရုန်းတွေထောက်ပံ့ပေးနေသလိုရုရှားကလည်းအပြန်အလှန်ဆိုသလိုအီရန်ကိုနျူကလ িয়ার လေပညာတွေထောက်ပံ့ပေးနေတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာရေနံနဲ့သဘာဝတံငွေအခန်းကဏ္ဍတွေလည်းအများအပြားပေါ်ဝင်ပါတယ်။ ရုရှားကအရှေ့အလယ်ပိုင်းမှာမဟာမိတ်အီရန်ကိုလေကြောင်းရံကာကွယ်စနစ်တွေပုံမထောက်ပံ့ပေးခြင်းနဲ့စီးရဲကူညီပြင်အစားအစာနဲ့တခြားကူညီတွေပေးခြင်းဖြင့်ပြည်တွင်းဖိအားကိုရှော့ချပေးတဲ့ဆိုပါတယ်။နေရာတိုင်းမှာစစ်မီးတွေတောက်နေတဲ့အခါဒီမီးတွေပေါင်းစည်းသွားပြီးကမ္ဘာတစ်ဝှမ်းမှာကြီးမားတဲ့မီးတောက်ကြီးတွေဖြစ်လာနိုင်တယ်လို့ရုရှားသမ္မတပူတင်ကပြောပါတယ်။ဒါကြောင့်ရုရှားရဲ့စံနှုန်းကတော့အီရန်ကိုလုံးဝမတိုက်ဖို့ပဲဖြစ်ပါတယ်။အရှေ့အလယ်ပိုင်းကိုကြီးကြပ်မတိမငိမ်ဖြစ်စေနိုင်တဲ့အတွက်အီရန်ကိုမတိုက်ခိုက်ဖို့ ရုရှားကအမေရိကန်ကိုတတိပိတ်ထားကြောင်းနဲ့အစ္စရေးကတိုက်ခိုက်မှုကနျူကလ িয়ার ကတ်စိုးကြီးဖြစ်နိုင်တဲ့အလျေရှိကြောင်းရုရှားလက်ထောက်နိုင်ငံဂျာယီဝန်ကြီးစာဂျီရိုကော့ကပြောပါတယ်ရုရှားဟာဇန်နဝါရီမှာအီရန်နဲ့မဟာဗျူဟာမြောက်မိဘဖြစ်လက်မှတ်ထိုးခဲ့ပြီးယူကရိန်းစစ်ပေါ်ကြောင့်ဆက်ဆံရေးအေးဆက်နေတော့ညာလဲအစ္စရေးနဲ့ရုရှားကဆက်ဆံရေးရှိပါတယ်အစ္စရေးပြည်အီရန်ပြည်ပကမှာဂျာဝင်စီစဘောရုရှားရဲ့ကလန်ချက်ကိုလည်းလက်ခံခြင်းမရှိသေးပါဘူး Saint Petersburg မှာပြုလုပ်တဲ့ Civil Forum ရဲ့ပြင်ပမှာ Sagera Bukov က Interfaith တဲ့ဌာနအား American ရဲ့တိုင်းပုံပတ်သက်မှုရှောင်ကျဉ်မှုတိုက်တွန်းထားကြောင်းပြောပါတယ်။ဒါဟာအချိန်နှီးတစ်ခုလုံးကိုကြီးကြပ်မနေမနေဖြစ်စေမဲ့ခြေလှမ်းအစပဲလို့ဆိုပါတယ်။ Russia ရဲ့ SVR နိုင်ငံခြားထောက်လှမ်ရေးဌာနကြီးကဲ Sagera Naskey က Iran နဲ့ Israel နေထားဟာအခုခါစိုးရိမ်ရာကြောင်းပြောခဲ့တယ်လို့ Russia နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ Maria Zakharova ကလည်း အီရန်နျူကလ িয়ার ခြေကံဆောင်ကိုအစ္စရေးတိုက်ခိုက်မှုကြောင့်ကမ္ဘာကြီးဟာကတ်ဆိုးဘေးဆိုးတဖြည်းဖြည်းကျရောက်နေတယ်လို့ပြောပါတယ်။နျူကလ িয়ার ဆောင်တွေတိုက်ခိုက်ခံရတယ်လို့သူမကပြောပြီးကုလသမဂ္ဂနျူကလ িয়ার ဘေးကင်းရေးဆောင်ကြီးအဖွဲ့ကပျက်စီးမှုတွေကိုသတိပြုမိကြောင်းပြောပါတယ်။အီရန်မှာနျူကလ িয়ার လက်နက်ထုတ်လွှင့်ခြင်းကိုဟန်တာဖို့အတွက်အီရန်နျူကလ িয়ার ဆောင်ကိုတိုက်ခိုက်ခဲ့ကြောင်းအစ္စရေးကပြောပါတယ်။နျူကလ িয়ার လက်နက်တွေရရှိမှုကြိုးပမ်းနေကြောင်းပြောကြားချက်ကိုလည်းအီရန်ကညင်ပါတယ်။ထရန့်ရဲ့၎င်းရဲ့ဖွဲ့ဟာအီရန်နျူကလ িয়ার ဝက်ဆိုက်တွေကိုတိုက်ခတ်ရမှာအစ္စရေးနဲ့ပူးပေါင်းခြင်းပါဝင်တခြားရွေးချယ်စရာတွေကိုစဉ်းစားနေကြောင်းဆွေးနွေးမှုတွေနဲ့နှိစက်တဲ့သတင်းအရင်းမြစ်တွေကဆိုပါတယ်အီရန်နဲ့အစ္စရေးကြားစီးရင်တင်းမာတဲ့အချိန်မှာအီရန်ကလည်းဟော်မူဇီလက်ကြောင်းကိုပိတ်မယ်လို့ချင်းချောက်လန်ပါလေ။ဒါကြောင့်ယင်နန်စီကတက်နိုင်ပွဲရှိနေပါလေ။အီရန်ကသာဟော်မူဇီလက်ကြောင်းပိတ်ဖို့ဆုံးဖြတ်ခဲ့ယင်နန်စီတို့ကဒဇီကိုဒေါ်လာ130အထိမြင့်တက်သွားနိုင်တယ်လို့အန်ကာရာသတင်းဌာနကပြောပါလေ။မကြာခင်ကအစ္စရေးတက်ခတ်မှုကိုတုံ့ပြန်တဲ့အနေနဲ့ အီရန်ဟာရေလက်ကြောင်းကိုပိတ်ပြီးဖို့စဉ်းစားနေတယ်လို့အီရန်ပါလီမန်နိုင်ငံတော်လုံခြုံရေးနဲ့နိုင်ငံခြားရေးအမူအရကော်မတီအဖွဲ့ဝင်တွေကပြောပါတယ်။ဂျန်သူကိုပြစ်ပေးရမှာကျွန်တော်တို့ရဲ့လက်တွေကိုကြကြဖွင့်ထားပြီးစီးရေးတုံ့ပြန်မှုကအလုံးစုံတုံ့ပြန်မှုရဲ့တစ်စိတ်တစ်ပိုင်းသာဖြစ်တယ်လို့ဆိုပါတယ်။အီရန်ရဲ့တာလုံနဲ့တာလက်ပြစ်ဒုံးကြီးတွေဟာဟောက်မှုစီလက်ကြောင်းမှာရှိတဲ့ရေနံခြေကဆောက်ုံတွေပိုက်လိုင်းတွေနဲ့ကုန်သွယ်သင်းမိုးတွေကိုတိုက်ခိုက်နိုင်စွမ်းရှိပါတယ်။မြေပြင်မှာမြေပြင်ပြစ်ဒုံးကြီးတွေဟာရေလက်ကြောင်းတစ်လျှောက်မှာရှိတဲ့ရေနံတင်သင်းမိုးတွေသို့မဟုတ် စိတ်ကန်းအဆောင်တွေကိုပြစ်မှတ်ထားဖို့လဲသုံးနိုင်ပါတယ်။ဒါအပြင်လေရင်တွေ drone တွေကိုသုံးပြီးတော့လေကြောင်းမှတိုက်ခိုက်မှုဟာဒေတာတွင်းရှိအ धिक အသင်းမောစိတ်ကန်းများရှိရာ radar စနစ်တွေသို့မဟုတ်လမ်းကြောင်းပြကိရိယာတွေကိုအသုံးမပြုနိုင်ဖြစ်စေပါတယ်။ Iran ရဲ့ Shahed Mure အပါဝင် မောင်းမှုမဲ့လေရင်တွေကိုသင်းမောလမ်းကြောင်းများတခြားသို့မဟုတ်အရေးကြီးတဲ့အခြေခံအဆောက်အအုံများတခြားတိကျတဲ့ပြစ်မှတ်ကိုတိုက်ခိုက်ဖို့ဖြန့်ကျက်ထားနိုင်ပါတယ်။အီရန်ဟာရေလမ်းကြောင်းကဝင်ရောက်ခွင့်ကိုပိတ်ဆို့ဖို့စစ်သင်းမောတွေကိုဆေးလွှတ်ပြီးလက်ကျိုးပတ်လာနိုင်ပါတယ်။ 2012မှာဆော်ဒီနိုင်ငံရဲ့ရေနံကန်တော့တိုက်ခိုက်မှုတွေပြီးသူတို့ရဲ့စိုက်ဘာစွမ်းရည်ကိုအီရန်ကထုတ်ဖော်ခဲ့ပါတယ်။ဟော်မုစ်လေတဲ့ဂျာဟာကမ္ဘာရေနံတင်ပို့မှုရဲ့20ရာခိုင်နှုန်းနဲ့အီရန်ဆော်ဒီ UAE နိုင်ငံတို့မှာရေနံနဲ့တဘောတဝက်ကုန်သွယ်မှုရဲ့80ရာခိုင်နှုန်းကိုကိုးစားပြုတဲ့အရေးပါတဲ့ရေလမ်းကြောင်းမှာဟော်မုစ်လေတဲ့ဂျာဟာပါရှန်ပင်လယ်ကွေ့ကိုအိုမန်နဲ့ချိတ်ဆက်ထားတာက အာရဗျပင်လယ်အိန္ဒိယသမုဒ္ဒရာတို့နဲ့ဆက်လက်ချိတ်ဆက်ပါတယ်အဲဒီရေကြောရဲ့ကဲအုန်းတဲ့ဒေသကိုအီရန်ကထိန်းချုပ်ထားပြီးတောင်ပိုင်းကိုအိုမန်နဲ့ UAE တို့ကပိုင်ဆိုင်ပါတယ်ကမ္ဘာရေနဲ့ဆရာကန်တို့မှ၂၀ရာခိုင်နှုန်းခန့်နဲ့တဘာဝတုံးွေတင်ပို့မှု၂၀ရာခိုင်နှုန်းခန့်ဟာရေလကြောမှဖြတ်တန်းတည်ဆောက်တယ်လို့သိရပါတယ်အီရန်ထိပ်သီးခေါင်းဆောင်ကြီးအရာဒိုလာအလီခါမီနီကတော့တိုက်ပွဲစနေပြီလို့အစ္စရေးကိုပြောပါတယ်သူဒီလိုမပြောခင်နိုင်ပိုင်းလို့ပါအမေရိကန်သမ္မတထရန့်ကအီရန်ထိပ်တန်းခေါင်းဆောင်ကိုသူပုံးတဲ့နေရာကိုတည်ကြောင်းပြောထားပါတယ် ရန်ကအီရန်နျူကလ িয়ার စေုံတွေကိုတိုက်ခိုက်ရမှာအမေရိကန်စစ်တပ်ရဲ့ပိုင်ဆိုင်မှုတွေကိုသုံးဖို့သွေးပူတာတွေပိုတိုးလာနေပါလေ။ပဋိပက္ခကိုအဆုံးသတ်ဖို့တန်တမန်နီလက်ညဖြည့်ရှင်းဖို့စိတ်ကူကိုလည်းရှုတ်ချနေတယ်လို့ဆိုပါရစေ။အီရန်ကသာလိုက်ရောပေးမယ်ဆိုရင်တန်တမန်နီလက်ညဖြည့်ရှင်းဖို့လမ်းဖွင့်ထားတယ်လို့သတင်းရင်းမြစ်တွေကပြောပေမဲ့တင်းမာတဲ့အပြုမှုကထရန့်ရဲ့ချင်းကပ်ပုံအပြောင်းအလဲကိုကိုးစားပြုတယ်လို့မီဒီယာတွေကသုံးသပ်ပါရစေ။ Israel စစ်တပ်ကဘော်ဒူးနဲ့ဆော်ဘက်မှာအီရန်ရဲ့အာယုန်ကန်ကရိယာနဲ့ဒုံးကျည်ထုတ်လုပ်တဲ့နေရာတွေကို လေးရင်90ကျော်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ထောက်လိုင်းရေးဌာနကတိကျတဲ့ထောက်လိုင်းရေးလက်ညှိုးမှုအောက်မှာလေတက်တက်လေးအစင်90ကျော်ဟာမကြသေးမီနိုင်ပိုင်းတွင်တီရန်မျိုးတော်ဒေသကစစ်ပဆိုင်အပြစ်မဲ့တွေကိုဇက်တိုက်တိုက်ခိုက်ခဲ့တယ်လို့အစ်စွေကပြောပါတယ်။ပြင်းမတွေထဲမှာမြေပြင်ကမြေပြင်ကိုပြည့်တဲ့ဒုံကြီးမြေပြင်ကဝေဟင်ကိုပြည့်တဲ့ဒုံကြီးတွေကိုထောက်လို့တဲ့နေရာတွေလည်းပါပါတယ်။အီရန်နျူကလ িয়ার လက်နက်ဖွံ့ဖြိုးတိုးတဲ့ရေစီစဉ်ကိုကြောထောက်နောက်ခံလုပ်နေတဲ့တီဟီယန်မြို့တော်ကဆက်တလက်ထောက်လို့ရေစီစဉ်ကိုတိုက်ခတ်ခဲ့တယ်လို့အစ်စွေးကပြောပါတယ်။ အဲ့ဒီဆက်တလက်တွေဟာနျူကလ িয়ার လက်နက်တွေတည်ထွင်ထုတ်လုပ်ဖို့ရည်ရွယ်ထားတဲ့အီရန်ဆိုရအတွက်ယူရေနီယံကိုတန့်စင်စေတာလို့အစ္စရေးစစ်တပ်ကပြောပါတယ်။ဒါပေမဲ့အီရန်ရဲ့နျူကလ িয়ার စီစဉ်တဲ့ပတ်သက်တဲ့သတင်းချက်လက်ကိုဒိဗ်ပဲပြန်ဆိုပုံကတော့အမေရိကန်နဲ့အစ္စရေးတို့ကြားမကြာခဏကွဲလွဲလေ့ရှိတယ်လို့အမေရိကန်စစ်ဘက်နဲ့ထောက်လှမ်းရေးအရှိတွေကပြောပါတယ်။မကြာသေးမီမက်လာမှာမျိုးသားထောက်လှမ်းရေးညွှန်ကြားမှုတူစီဂါဘတ်ကအီရန်ထိပ်တန်းကောင်းဆောင်ကြီးအလီခါမီနီယာ2003ခုနှစ်မှာဆိုင်းငံ့ထားတဲ့ နျူကလ িয়ার လက်နက်အစီအစဉ်ကိုပြန်ဆဖို့ခွင့်မပြုထားဘူးလို့အမေရိကန်ထောက်လိုင်းရဲ့တိုင်ဝမ်ကအကဲဖြတ်ကြောင်းထွက်ဆိုခဲ့ပါတယ်။